ဒီကုံတော်လေးခါကိုကျင့်သုံးလို့တဲ့အာဟုနေယောအာဟုနေယကောအဲ့တဲ့အလို့ငါထားတဲ့ပစ္စည်းလေးပါးကိုခံယူခြင်းကထိုက်တယ်အဲ့တဲ့ဆိုတာကိုကလူတယောက်ကလာမယ်အဲ့ဒီအဲ့တဲ့ကိုပေးဖို့ကျွေးဖို့လှုပ်ထားတယ်ပေါ့အဲ့ဒီပစ္စည်းကို အင်္ဂါတစ်ပါးကဆောင်းကကြိုက်ဩဲ့တယ်ကနောက်မှရှိတာလေးပေးလိုက်တော့မယ်ဒီတန်ခါကိုပေးလိုက်ပါအဲအဲ့ဒါမျိုးပေးခြင်းကထိုက်တန်တဲ့ပုဂ္ဂိုလ်လေးအဲ့ဒါဘာလို့လဲဆိုတော့ပေါ်ခဲတယ်တဲ့ဒီလိုဗရန်ကောင်းတာကပေါ်ခဲတယ်ပေါ့တွေ့ကြတွေ့ရကြုံရခဲတယ်ဒါကအလိုက်တင်လေးတွေ့နေတုန်းလေးမှာအဲ့လိုလှုပ်လိုက်တာအကောင်းဆုံးပဲဆိုပြီးတော့အဲ့ဒီလိုလူကျင်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာကိုအဲ့ဒီလိုကြီးညိုစိတ်ရှိတာဒါကို ပါဟုနေယဂုံခေါ်တယ်ပါဟုနေယောလက်ဆောင်အလုံးကလက်ဆောင်ပေးဖို့လှုပ်ထားတဲ့ပစ္စည်းတွေတစ်ခုခုကိုတန်ယဟန်တန်ခံနဲ့တွေ့ပြီဆိုလို့ရှိရင်ဟိုပေးစီပေးခြင်းတဲ့လူကို မရောက်စတော့ပဲနဲ့တန်ခါကိုပေးလိုက်တာပဲအဲအဲ့ဒီလိုပေးခြင်းကလည်းထိုက်တန်တဲ့ပုံစံတွေထိုက်တန်နေဆိုတာတကယ်တမ်းသူ့ကိုအဲ့ဒီလိုပေးလိုက်လို့ တန်ဃာရဲ့ဂုံကထိုက်တန်တာရှိတယ်။နောက်တစ်ခုကပေးသင်ပေးလိုက်တယ်ဆိုရဲထိုက်တန်တာရှိတယ်တို့။နောက်ပြီးတော့အဲ့ပေးတဲ့ပုံကိုရဲ့စိတ်ထဲမှာလည်းပဲအဲသူအာယုံပြုထားတဲ့ဧည့်သည်တို့လက်ဆောင်ပေးဖို့လှုပ်ထားတဲ့ဟာတွေတို့အဲအဲ့ဓာတွေအဲ့ဒီပုံကိုတွေကဒီတန်ဃာတော့သူစိတ်ထဲမှာဗရန်ကောင်းကောင်းမဖြစ်ဘူးပေါ့။အရန်ကောင်းတဲ့ဗရန်တစ်ခုကိုကိုကတွေးခွင့်ရတာအဲ့ဒီဟာကို တွေ့ကြုံတွင်သုံးဆောင်တွင်ကိုရောရောပါခွင့်ရတဲ့ဟာကိုပဲပုံပြီးကျင့်တဲ့ဆိုတော့ဂုံမဲဒါတန်ခါဂုံလေတက္ခိနီယောမြတ်တဲ့အလူခံလိုက်တယ်ဆိုတော့လောကမှာအလူခံအလူဆိုတဲ့ဟာတွေအမြတ်တွေပဲအမြတ်တွေမြတ်တဲ့ပစ္စည်းအများကြီးရှိတယ်ဘယ်လိုပစ္စည်းမျိုးကိုမှတန်ခါအလူမခံနိုင်ပါဘူးခံယူခြင်းကမထိုက်တန်ပါဘူးဆိုတဲ့ဟာမျိုးမရှိပါဘူးတဲ့ဘလောက်မြတ်မြတ် ဂျမာကြီးကပဲပူဇော်ပူဇော်နှစ်ကြီးကပဲပူဇော်ပူဇော်ဘယင်ကြီးကပဲပူဇော်ပူဇော်ဘသူပူဇော်ပူဇော်မြတ်တဲ့အလိုခံတိုက်တဲ့အခြေချင်းတွေရှိပါတယ်နော်အင်ဇလိကရဏီရလက်ဥချီခြင်းကိုခံယူခြင်းကထိုက်တန်တယ်။နောက်လောကသားတို့အတွက် ကောင်းမှုကုသိုလ်မျိုးစေ့ကိုကြဲချမယ်ဆိုလို့ရှိရင်တော့ဒီပုံကိုယ်တွေတဲ့ ီပုဂ္ဂိုလ်တွေကလေခွဲ့နဲ့တူတယ်တဲ့မြေဩဇာကောင်းတဲ့လေခွဲ့နဲ့တူတယ်ဒီပုဂ္ဂိုလ်တွေကိုပေးရတဲ့ကောင်းမှုဟာများစွာပေးတဲ့ပုဂ္ဂိုလ်တွေမှာအကျိုးတူရှိနိုင်တယ်ဆိုတဲ့အလုံး၅မျိုးရှိတယ်အဲ့ဒီ၅မျိုးကအကျိုး၅မျိုးခေါ်တယ်တန်ခါကုန်မှာအကျိုး၅မျိုးအဲကိုယ်စိတ်ထဲမှာအဲ့ဒီကိုယ်ပါဟိုအာယုံပြုတ်လိုက်လို့ရှင်စိတ်ထဲမှာကျဉ်းနှူးမှု တစ်မျိုးမျိုးကိုခံစားရတယ်လိုက်လိုက်လဲလဲချင်းညူးစရာကောင်းတယ်ဒါဒီခက်စကားနဲ့ပြောရင်တော့အကောင်းဆုံး brand တစ်ခုဟိုဖုန်းနေနဲ့ပြောမယ်ဆိုရင်တော့ iPhone လိုဟာမျိုးထုတ်ထားခဲ့တာမျိုးပဲသူ့ကိုမိတဲ့ဟာမပေါ်ဘူးဆိုတာမျိုးပဲအဲအဲ့ဒီအိဗယ်ပဲကျွန်တော်တို့ဗုဒ္ဓဘာသာတွေလုပ်နေတဲ့အလုပ်ကတကယ်ကို brand ကောင်းတဲ့အရာဝတ္ထုတစ်ခုပုံကော ေရဲ့အစင်အဆက်ကိုအာကိုခွင့်ရတယ်လို့ကျွန်တော်ပြောချင်တာအဲ့ဒါနားလည်စေချင်အကုဘဝကိုလည်းပဲအဲ့ဒီတန်ဃာတွေကနေပြီးတဆင်ခံပြောပြတာကုဘဝကိုဗရန်ကောင်းကောင်းတစ်ခုဖြစ်အောင်လုပ်ခိုင်းတာဖျားရှိသွားလို့ရှိရင်ဘာလုပ်ခိုင်းတယ်လဲဆိုရင်ဖျားရှိသွားလို့ရှိရင် အဲတန်ခါရရှိသွားလို့ရှင်ဘာလို့ခိုင်းလဲဆိုဗုဒ္ဓံတရဏံကိသာမိတရဏဂုံနဲ့ငါးပါးသီလပေးတာကြီးကြီးတရဏဂုံဆိုတာကလောကထဲမှာရှာရှာပါပါအမျက်ဆုံးဆိုတဲ့အရာ၃ခုကိုခေါ်တယ်အဲဒါကြောင့်မို့ယရဏ၃ပါးလို့ခေါ်တယ်ရှာပါတယ်အဲအခုလူတွေထဲမှာရှာကြည့်ပေါ့ သူတပါဒုက္ခလွတ်မြောက်အောင်လှုပ်ပေးခြင်းတဲ့ပုဂ္ဂိုလ်ဆိုတဲ့ဟာဒီနှစ်ယောက်လောက်ရှိမှာလေအဲသမ ्या ကိုဒုက္ခပေးခြင်းတဲ့ပုဂ္ဂိုလ်ဘယ်လောက်လောက်ရှိမှာလဲအရင်သူတပါကျဲဒုက္ခကလွတ်မြောက်အောင်သမ ्या ရဲ့ဒုက္ခတွေကိုလွတ်မြောက်အောင်လှုပ်ပေးခြင်းတဲ့ပုဂ္ဂိုလ်ကအရင်ရှားပါပြီးတော့သူတပါကိုဒုက္ခပေးခြင်းတဲ့ပုဂ္ဂိုလ်တွေကအရင်ပေါ်များတယ်လေအဲအဲ့ဒီလိုဟာက တဘောရဲလှုပ်ထားတာတဘောရဲကဲတင်ခြင်းတာမဟုတ်ဘူးအကြာကြီးဒီလိုကဲတင်လို့ရအောင်တရားလေးတစ်ခုခေါ်လိုက်တယ်နဲ့သူတို့ဘုရားလွတ်မြောက်သွားတဲ့အစွမ်းအစမျိုးဘုရားရဲ့ဘုံတကူမျိုးရအောင်အာလုံစုစုပေါင်းတင်ချင်းနဲ့ဆယ်နဲ့ကဘာတသိန်းကာလပတ်လုံးပါရမီကောင်းမှုကံတို့ကိုဖြည့်ဆည်းထားတဲ့ကံတုံးကြီးလို့အမေတက်လို့ရတယ် ကောင်းမှုကံတုံးကြီးတို့ဖရာရဲ့ခန္ဓာကိုကောင်းမှုကံတုံးကြီးလို့နာမည်တက်လို့ရအဲကြောင့်မို့သူနဲ့မှမတူတဲ့ယရနာထိုက်တန်တဲ့ယရနာတုံးကြီးကဘာမှာအနှစ်တည်းအကြာကြီးဖြစ်သွားပြီဆိုလို့ရှိရင်စိန်တို့ရွှေတို့အဲတတ်ထူတွေဖြစ်သွားတယ်လေအဲ့ဒီတိုင်ဖြစ်ကြစလန်းဆိုင်သဘာဝတရားအနေနဲ့သင်္ချေ20နဲ့ကဘာတသိန်းကာလပတ်လုံး သူတို့ဘာဒုက္ခကိုလွတ်မြောက်အောင်လုပ်ခြင်းနဲ့ကိုယ်လည်းလွတ်မြောက်ခြင်းနဲ့သူတို့ဘာကိုလည်းဒုက္ခလွတ်မြောက်စေခြင်းနဲ့ဆိုတဲ့ဟာကိုစုဆောင်စည်းပူးပြီးတော့လာခဲ့တဲ့ဟာ နောက်ဆုံးပြည့်မီတဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ကြီးဆိုတာ ပုဂ္ဂိုလ်နဲ့ပြောတော့တာပုဂ္ဂိုလ်ပေါ့တကယ်နှစ်ထန်းသိကြလွန်ပြီးတော့အရေးချင်းပြည့်မီတဲ့စိတ်တစ်ခုကလွတ်လွတ်လပ်လပ်အယံကိုအယောင်ထွက်နေသလိုဒီဖရာဆိုတဲ့ ယရနာလည်းအဲ့ဒီသဘောတက်ရောက်တယ်ပေါ့ဒါလောကမှာရှိနေတဲ့လောကီယရနာနဲ့လောကုတ္တရာယရနာကိုရှင်းထိုးပြီးတော့ပြောပြတာထိုပုဂ္ဂိုလ်ကပြောတဲ့စကားတွေဟာ တရားတွေပဲအဲ့ဒီတရားတွေကိုလိုက်နာတဲ့ပုဂ္ဂိုလ်တွေဟာ ခုနကတည်းကပြောပြီးကောင်းကောင်းကျင့်ခြင်းဖြောင်းဖြောင်းကျင့်ခြင်းစမ်းကျင်ဘက်မလုပ်ဘဲကျင့်ခြင်းရိုးရိုးသေးသေးကျင့်ခြင်းဆိုတဲ့အကျင့်လေးခုပေါ်မှာအခိုင်အမာတိဆောက်ပြီးတော့အကျိုး၅မျိုးပေါ်မှာ ခံစားရင်းနဲ့ဆက်ခဲ့ကြတဲ့တန်တန်ဃာတွေရဲ့လမ်းကြောင်းခရီးကြီးပေါ့နှစ်ပေါင်း2500ကျော်လာဒါအခုချိန်ထိမြင်တွေ့ရတော့ပေါ့ဒါအဲ့ဒါကိုဘုဒ္ဓံတရဏံကိစ္ဆာမိအဲ့ဒီပုဂ္ဂိုလ်တွေကအကုလို့ရပါတယ်ဖေးမျိုးမျိုးပူလောင်မှုအမျိုးမျိုးဒုက္ခအမျိုးမျိုးဒုက္ခတိအမျိုးမျိုးပရိကိလေသအမျိုးမျိုးမှာ ငြိမ်းအေးအောင်လှုပ်ပေးနိုင်တဲ့စွမ်းရည်များရှိပါတယ်လို့အတိမပြုပါအဲအဲ့ဒါခိုက်တာဗုဒ္ဓံတရဏံကိသာမိဓမ္မံတရဏံကိသာမိသံဃံတရဏံကိသာမိတရဏဆိုတဲ့ပုဂ္ဂိုလ်အဲ့ဒါမျိုးဘယံတန္တာပံဒုက္ခံဒုက္ခတိံပရိကိလေသံတရတိဟိံတတိတိတရဏတရဏဆိုတာကိုယ်ွယ်တယ်ဆိုဘာလို့ပြောတာလဲဆိုကိုယ့်ဘဝမှာတန္တရာထဲမှာနေရတဲ့ ဘေးဘေးအမျိုးမျိုးရှိတယ်ပူလောင်မှုအမျိုးမျိုးရှိတယ်ဒုက္ခအမျိုးမျိုးရှိတယ်ဒုက္ခတိအမျိုးမျိုးရှိတယ်ပရိကိလေသဆိုတဲ့ကိလေသာအမျိုးမျိုးနဲ့ထဲဝန်းကျင်အုပ်ချုပ်ခံထားရတဲ့ဘေးတွေရှိအဲ့ဓာတွေကိုဖြစ်စည်းပြည့်နိုင်တဲ့အစွမ်းအစရှိတယ်လို့ကိုယ်ွယ်တာအစွမ်းအစရှိတယ်လို့ယူဆပြီးတော့သိမြင်ပြီးတော့ယုံကြည်ပြီးတော့ကိုယ်ွယ်တာပါတဲ့ တကယ်လဲလုတ်ပေးနိုင်တယ်မှန်လဲမှန်တယ်နောက်ဆုံးအဲ့အဲ့အဲ့ဒီကိုအာကိုတဲ့အခါကျတော့ဒါကျွန်တော်ကိုရီလေးပြောမယ်ဆိုရင်တော့တစ်ချိန်တော့တရားပေါ်မှာခရီးစီဖြစ်တယ်တရားပဲရချင်တယ်အခုနောက်ပိုင်းမှာအာကိုလို့ရတဲ့အဖေကြီးတယောက်ရတာရယ်တကယ်အာကိုလို့ရတဲ့အကိုကြီးတွေအမကြီးတွေကိုအာယုံပြုတ်လိုက်ရင် ရင်ထဲမှာဘာမှ မလိုလေသေးမရှိတယ်လို့ခံစားရတဲ့ခံစားချက်ဖះရတဲ့တန်ခါကိုအာယုံပြုရတဲ့ခံစားချက်ကအဲ့ဒီခံစားချက်ရပြီးတော့တရားတော့ကိုယ်နဲ့တန်တာတန်တာလေးကိုလေ့ကျင့်တာလုပ်နေဆိုရင်အဆင်ပြေပြီအမြင့်လေးအမြတ်တွေတလောက်ချင်းမလို့တကယ်ရင်နေနေနေအာယုံပြုလိုက်လို့ရှင်မသေးတတ်တဲ့ဖះမအိုတတ်တဲ့ဖះမနာတတ်တဲ့ဖះကိုအာယုံပြုပဲရှိပြီးတော့အကိုရာအဆက်ကိုရာ အာမသေးဘူးမအိုဘူးမနာဘူးဆိုတဲ့အကိုကြီးတွေအမကြီးတွေဘုရားမှာပြည့်စုံတာဒါကိုရတယ်အဲအဲ့ဒါလို့ရတဲ့အတွက်ကြောင့်မို့ဒါယရဏ၃ပါးကိုအာကိုတယ်တရဏဂုံလည်းပဲတိဆောက်ပြီးတော့သူတို့ရဲ့လှုပ်စီခြင်းနဲ့၅ပါးသီလကိုလည်းပဲအတက်နိုင်ဆုံးသီလကိုတိဆောက်ပြီးတော့နေတယ်ဘုရားမှာဗားရိငြိမ်းအေးသွားတယ်လဲဆိုတော့အာကိုရမဲ့တာ လုံးဝမရှိတော့ပဲနဲ့ တကယ်အကွရာရှိပြီးတော့ခိုင်ခိုင်မာမာယက်တည်နိုင်တဲ့ဘဝကိုရပါတယ်လို့ဒါကိုပြောချင်ပါတယ်အားလုံး